တမီတမီငယ်ဆုံးနဲ့မိန်းမနဲ့ရတော့အသက်ဆုံးဆုံးသွားတယ်ကျွန်တော်လွတ်သွားလို့တမီအလတ်မနဲ့အကြီးမကိုကျွန်တော်ကပြန်ပြီးတော့ဒီဟွာတွေနဲ့ပြန်ပြီးကဲစဲထုတ်ပေးထုတ်ပေးနိုင်တာပါကျွန်တော်တို့မိသားစုဝင်က9ယောက်ဖြစ်တယ်9ယောက်ကိုမှကျွန်တော်က1ယောက်ကလွတ်သွားတယ်မိသားစု4ယောက်လုံးကတိုက်ထဲမှာပိတ်မိနေတာမိသားစု4ယောက်လုံးပိတ်မိနေတော့ကျွန်တော်တမီ3ယောက်ရယ်ကျွန်တော်မိန်းမရယ်ဆိုမျိုးသမီးရယ်ဆိုမိသားစု4ယောက်လုံးပိတ်မိနေတယ် အဲအင်းရှင်အင်းဝါကုလေးရလဲမင်းရှင်ရလဲသူတို့လည်းမိသားစု၄ယောက်ပဲမိသားစု၄ယောက်ကသူတို့မိယောက်စုမိသားစု၄ယောက်ဆိုတော့သူတို့လည်းပိတ်မိပြီးတော့သူတို့သူတို့ကကြ၄ယောက်ဆိုတော့ဖတ်မတင်ဘူးတမီးနှစ်ယောက်ကအသားကုံအောင်ပြိနေတာဆိုတော့အသားကုံကိုအသားပြတ်တဲ့လွှမ်းနဲ့တိုက်ပါအသားပြတ်တဲ့လွှမ်းနဲ့တိုက်တိုက်ပြီးတော့မှအဲအသားပြတ်တဲ့လွှမ်းကိုအသားကိုအသားချောင်းလေးနှစ်ချောင်းလောက်ပဲချိုးပြီးတော့တိကြမှာဆိုလို့ အဲ့အသားချောင်းနှစ်ချောင်းချိုးတာတဲ့အပေါက်ကြားထဲကနေပြီးတော့တတိကုံကြားထဲကနေအဲ့ပေါက်ကြားထဲကနေတွက်ထုတ်ခဲ့ရတာသမီးလေးနှစ်ယောက်ကျွန်တော်စုစုပေါင်း16ယောက်ရှိတာ6ယောက်အသက်ရှင်ပြီးတော့7ယောက်ကတော့အသက်ဆုံးဆုံးပါသူထဲမှာတော့ဘယ်ကောင်းမလဲကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်သမီးငယ်လေးဆုံးဆုံးတာဆိုတော့ကျွန်တော်လည်းခံစားရတာဒါပေမဲ့ကျွန်တော်ဒီသမီးနှစ်ယောက်အတွက်ကျွန်တော် ရှင်သာမဖြစ်မယ်ဆိုရင်စိတ်နဲ့ပဲနေရတယ်ကျွန်တော်ကမျိုးသမီးနဲ့ဟွာတွက်ကိုငယ်ဆုံးလေးတွက်ကိုကျွန်တော်အိမ်မှာကျွန်တော်ဘောလီတဲလို့ရပါတယ်ကျွန်တော်ကျွန်တော်အိမ်မှာကျွန်တော်ဘောလီတဲပါတယ်ဒီကနေပြီးတော့ကျွန်တော်အိမ်ကိုဘောလီတဲတဲပြီးတော့ကျွန်တော်သူတို့အတွက်ကိုတကြားဒီတကြိုးရပါတယ်ကြိုးပြီးတော့ရက်လယ်နေ့မှာကျွန်တော်သမီးငယ်လေးရငယ်ဆုံးမလေးရပထမပဲနဲ့တရားနာပြီးတဲ့အချိန်ကျမှဝင်ပူးပါတယ် ဝင်ပူးပြီးတော့ပေ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 နဲ့ပဲနေကျင်တာပါပေပေနဲ့ပဲနေကျင်တာပါဆိုပြီးတော့တမီးလေးကပြောပါတမီးလေးကအဲ့လိုမျိုးဝင်ပူးပြီးပြောတာကိုဖတ်ပြီးတော့ကိုတော်မစိတ်တော်တော်ခံစားရပါတမီးငယ်လေးကအဲ့လိုမျိုးပြောပြီးတော့ရက်လေတဲ့နေ့မှာသူကမင်းမရတော့ဟိုတိုက်မှာ ီမှာတမိတာရုခေါ်ရလားဆိုတမိရဲ့တာရုခေါ်ရတယ်မေမေရဲ့တာရုမရဘူးဟိုမှာကြံနေခဲ့တာလို့သူအပြောကြောင်ကျွန်တော်တို့ကအခုဒီလိုအလူတန်းနေစီစဉ်ရတာဖြစ်ပါမျိုးသမီးလေးရ35နှစ်ပါတမိငယ်လေးရ6နှစ်တုံးလုံးခြောက်ရှားစရာကြီးပေါ့ငါကြီးပြောမယ်ဆိုတာကဘာပြက်တာကိုဘွားမှာတော့ဒါမိသားစုသုံးချုံနေမိသားစုဆိုတာကိုတို့ဆိုတာပြောပြောရှင်းရှင်းလေးဖြတ်တန်းလာခဲ့တဲ့မိသားစုဘယ်သူဘယ်သူမှအော်အောင်ဖြစ်ခဲ့တာမဟုတ်ဘူး အဲမိသားစုလည်းဆုံချုံရတယ်ကိုယ့်ရဲ့ဘဝမှာအကြီးမားဆုံးဆုံချုံမှုပါ